အစ္စရေးကလေကြောင်းတိုက်ခိုက်မှုတွေပြန်လုပ်တာကြောင့်ဂျာတာရီနီကလူလေးဦးသေဆုံးခဲ့ရတယ်လို့ဂါဇာကျမ်းမာရေးအာဏာပိုင်တွေကပြောပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအသစ်တွေကြောင့်ရသစပတ်တချို့ကြာမြင့်ခဲ့တဲ့အပြစ်အခက်ရစဲရေးကိုဂျားဝင်ညှိနှိုင်းပေးခဲ့ရတဲ့ကာတာနိုင်ငံကအသစ်တပံတိုက်ခိုက်မှုတွေဟာအစ္စရေးနဲ့ဟာမတ်ကြားထိလွယ်ပြက်လွယ်အပြစ်အခက်ရစဲရေးကိုပျက်စီးသွားနိုင်တဲ့ချင်းချောက်မှုမျိုးရှိနေတယ်လို့သတိပေးပြောကြားခဲ့ပါတယ်။ တိုက်ခိုက်မှုအသစ်တွေဟာအော်တိုဘားလ10ရက်အပြည့်ရက်စတင်အသက်ဝင်လာကြတဲ့ကအသေးအပြောက်အများဆုံးနေ့တစ်နေ့အပြီးမနက်ခင်းမှာဖြစ်ပွားခဲ့တာပါလက်ဗနိုမှာအပြည့်ရက်စဲရီတနစ်ခန့်ကြာမြင့်ခဲ့ပြီးဖြစ်ပေမဲ့လက်ဗနိုမှာရှိတဲ့ဟစ်ပိုလာတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေပြီးထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်ဂျာဇာဘရီနီအစောပိုင်းကဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုအတွင်း၄ဦးသေဆုံးခဲ့ရာကြောင်းဂါဇာတောင်ပိုင်းခန်းယူနွတ်မှာရှိတဲ့နာဆာစေယုံကပြောပါတယ် ဟာမတ်စ်အုပ်ချုပ်မှုအောက်မှာလုတ်ကိုင်းနေတဲ့ဂါဇာနေမြေရပ်ဖက်ကာကွယ်ရေးအဖွဲ့ကတော့တေဆုံးသူ၃ဦးသာရှိတယ်လို့ရှော့ပေါ်ပြောကြားထားပါတယ်။ခန်ယူနိုအရှိတ်အမှားရှိတဲ့အိမ်တိုင်ကိုလေကြောင်းကနေတိုက်ခိုက်တာကြောင့်မိသားစုတစ်ခုတည်းက၃ဦးသေဆုံးခဲ့ရကြောင်းနောက်တဦးဟာခန်ယူနိုအရှိတ်အမှားရှိတဲ့အဘာဆန်အက်ကာဘီယာမှာလေကြောင်းတိုက်ခိုက်မှုကြောင့်တေဆုံးခဲ့ရတာလို့နာဆာစေယုံကပြောပါတယ်။အမည်မဖော်ပြလိုတဲ့ဂါဇာမှာရှိတဲ့ဟာမတ်စ်လက်အောက်ပြည်ထောင်စုဌာနသတင်းမြစ်တစ်ခုကတော့ခန်ယူနိုဒေတာမှာ အမြောက်နဲ့ပြစ်ခတ်မှုတွေဆက်လက်ဖြစ်ပွားနေတယ်လို့ပြောကြားထားပါတယ်။လောကမီဒီယာရဲ့ဆက်လက်ရည်ရွယ်ချက်ဖြစ်မှာပရိသတ်တွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုဦးနှိုက်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါရစေ။